လူအကျွေးပူတွေများနေလို့ရှိရင်ငောင်ငွေကြေးကံအရင်ကက်ခဲနေတယ်ဆိုလို့ရှိရင်အကျွေးပူတွေများနေတယ်ကန်နေနေတယ်ဘာလို့လို့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်နော်တနည်းအားဖြင့်စီဝါရေးကြနေပေါ့နော်စီဝါရေးကြနေအဲ့တော့အကျွေးကတော့လူတိုင်းမကင်းတဲ့လောက်များပါတယ်နော်ဆိုတော့အကျွေးပူတာတခြားအပူနဲ့မတူဘူးဗျာနော်ကျွန်တော်တို့ကကိုယ်တိုင်ခံစားခဲ့ရတဲ့ကောင်းနေကိုယ်တိုင်ကြုံခဲ့ရတဲ့လူတွေမို့လို့ပြောတာပါနော်ဒူတာအိတ်တာအကျွေးရအိတ်တာမဟုတ်ဘူး ဆိုတော့အဲ့လိုအကျွေးတွေရံများနေလဲဆိုရင်အကျွေးပူတွေကြုံတွေ့နေရတယ်ဆိုရင်တဲ့ပထမဆုံးဘာလို့ရမှာလဲဆိုတော့ဂုံတော်တစ်ခုကိုထုံနေအောင်ပွားထားဟုတ်ပြီနော်ဖျားဂုံတော်တစ်ခုခုကိုထုံနေအောင်ထုံနေရမယ်ခင်ဗျားတို့ငါးပွဲရငစားချလို့တော့မရဘူးမဖြစ်နိုင်ဘူးငါငါးပွဲရငစားချလို့တော့လုံးဝမဖြစ်နိုင်ဘူးဟုတ်ပြီနော် အာဟိုလူကဘယ်ဂုံတော်ကောင်းတယ်ဆိုလိုက်ရွတ်လိုက်အဲ၄၅၀လောက်ပြီးရင်အာဟိုလူက ဘယ်မန္တန်ကောင်းလဲဆိုပြီးလိုက်ရွတ်လိုက်မရဘူးအဲ့ဆိုအဲ့ဂုံတော်မန္တန်ကအစွမ်းမပြောက်ပါဘူးအကျိုးမပြေပါဘူးဒါကျွန်တော်တို့ကဗမေတ္တခါကိုလည်းပြောခဲ့ပြီလားနော်တွားလဲဒီစိတ်စားလဲဒီစိတ်အဲ့အဲ့ဂုံတော်မန္တန်ကိုထုတ်ပြီးသလိုရှိရင်နော်အဲ့လိုအဲ့လဲဒီစိတ်စားလဲဒီစိတ်အဲ့ရောက်လို့ပြီးဆိုတော့ဒီဂုံတော်ကအစွန်းနဲ့ခေါင်းထဲမှာရောက်လာတာအဲ့လိုထုတ်နေပြီးသလိုရှိရင်အကျိုးပေးလိုက်မယ်နော်အဲ့တော့ကျွန်တော်ဆိုရင်ဒါအာရဟံကိုထုံထားတာကျွန်တော်အာရဟံဂုံတော်ကျွန်တော်ထုံထားတာဘလို့ထုံတယ်လဲကျွန်တော်ကတော့တရားစလုံးပရိနဲ့ ်တနေ့ကိုတနေ့ကိုပရိအပတ်ကြီးတရားစိတ်တယ်နော်အဲ့ဒါအရဟံအပတ်တသိန်းလိဋ္ဌံဝင်ထတာဟုတ်အရဟံအပတ်တသိန်းဆိုတော့တရားစလုံးပရိနဲ့တနေ့ကိုကျွန်တော်ကတော့ပရိအပတ်တရားဆိုတော့ရပောင်းဘယ်လောက်စီရပောင်းတထောင်ပေါ့ရပောင်းတထောင်ဆိုတော့၃နှစ်ကြောကြောပေါ့နော်အဲတုံးနှစ်နီးပါးပေါ့တုံးနှစ်နီးပါးစိတ်ရမှာဆိုတော့အဲ့လိုတခုခုထုံထားပါနော်အမမဲတဲ့ခါကျတော့သူအာရဟံသိတိအာရဟံသိတိကလူလိုက်ထုံလို့ရတယ်အာရဟံကုန်တော့လည်းလူလိုက်ထုံလို့ရတယ် ဘာမဟာဘုတ်ဘာကျွန်းနေပါလိပြောမနေနဲ့နော်အရဟံဂုံတော်ကိုပါတဲ့မှာအစပထမဦးဆုံးနော်အရဟံပူဇော်သူကိုခံယူတော်မူလေတော့မြတ်စွာဘုရားကိလေသာကိစ္စတော်မူတော်မြတ်စွာဘုရားမကောင်းမှုကိုစိတ်ကြွေရတော့ပြုတော်မူတယ်မြတ်စွာဘုရားဟုတ်တယ်မလားနော်အဘမေလိကတော့အရဟံတိတ်ထိကျွန်တော်ဆရာကြီးဆရာကြီးအုပ်ချုပ်မြင်လဲအရဟံတိတ်ထိသူထုံထားတယ်ကျွန်တော်အရဟံထုံထားတယ်အဲ့တော့ဂုံတော်တစ်ခုကိုဆရာပိတ်တယ်ထုံထားပါနော်ဟုတ်ပြီနော်ဘုရောကိုထုံမှာလားဘဂဝါကိုထုံမှာလား နောက်ပြီးအဲ့ဂုံတော်မထုံမြင်မှုဆိုရင်ရောတရဏဂုံသုံးပါးကိုလည်းထုံလို့ရတာပဲဘုဒ္ဓံတရဏဂိသမိဓမ္မတရဏဂိသမိတန်ခတရဏဂိသမိဒီတရဏဂုံသုံးပါးနဲ့ရှင်ရရင်ကနေလွတ်သွားတာအကျွေးတွေကြေသွားတာအများကြီးပဲလေတရကတွေအများကြီးပဲတမိုင်းမှာတရကတွေအများကြီးပဲအဲ့ပြောချင်တာဂုံတော်တစ်ခုကိုဆက်ပြီးတဲ့ထုံထားရမယ်ကိုလူကဟိုကောက်နေပြောလိုက်ရွတ်ဒီဒီတူကဒီဟာကောက်နေပြောလိုက်ရွတ်ထုံထားတာမရှိရင်တော့အစောပြတ်မှာမဟုတ်ဘူးအာစိနကံထုံပါမကွက်ပရိစိတ်ပဲဆိုလို့ရှင်လဲကိုကတတ်မှတ်လိုက်ပါ ငါအခုလာမယ်ငွေလာမွေးရတိအောင်အစစစကြပါစို့အာထရန်ကုံတော်တနေ့ကိုပရိအပတ်ရေတက်စစ်စိတ်မယ်အဲ့လိုတစ္ဆာဆိုပါတစ္ဆာဆိုမယ်ဘယ်အနေမှာစပြီးဒိဋ္ဌာကုန်မလဲကိုယ်ကငွေနေမနဲ့9နာရီ55မှာစပြီး9နာရီကနေ10နာရီကွတ်တွန်းပေါ့နော်9နာရီ55မှာစပြီးကိုရင်ဘူကောင်းတယ်အဲ့လိုဝင်ကြည့်လိုက်ပါအဲ့ဒီဒိဋ္ဌာအတွက်မှာအဲတပီးတော့ပစ္စည်းတွေငွေကြွေးတွေကြည့်ရပါသေးပေါ့နော်စီဝါရေးတွေပြန်လဲကောင်းမှမှာသေးပေါ့ဒါတခုခုကိုစုတောင်းပါဟုတ်ပြီနော်တခုခုထုံထားရမယ် ဟုတ်ပြီနော်ခင်ဗျားတို့ငါးဘွဲရငါးစားမချနဲ့ဟိုလူကတော့ဟိုဟိုကကောင်းတယ်ပြောလိုက်ရွတ်ဒီလူကဒီကကောင်းတယ်ပြောလိုက်ရွတ်ထုံထားတာမရှိရင်အစွမ်းမပြပါဘူးနော်အစွမ်းမပြနိုင်ဘူးဟုတ်ပြီတော့ဒါကျွန်တော်အမေရိကန်ပြောတဲ့အတိုင်းပြောပြတာနော်ဟုတ်ပြီနော်အမေရိကန်ပြောပြတဲ့အတိုင်းပြန်ပြန်ပြီးတော့မှကျွန်တော်မျှဝေပေးတာပါထုံမှာတစ်ခုကိုထုံမှာနောက်တစ်ခုကဘာလို့ဘာလို့ကပါတော့ဦးနဲ့ကိုယ့်အိမ်ထဲမှာဒီတိုင်းကြီးထိုင်နေလို့လက်လက်ပိတ်တယ်တနေ့မဈေးဈေးလဲဆိုတော့ဈေးရောက်မကောင်းဘူးပါဗျာ ဒီတိုင်းထိုင်နေဈေးကတဖြည်းဖြည်းနဲ့ရောင်းမကောင်းလာဘူးလက်ကပိတ်ပိတ်လာတယ်ငွေဝင်နေနေလာတယ်ဝင်လာလက်ထွက်တာနဲ့မကောင်းဖြစ်လာလဲဆိုလို့ရှိရင်ကိုယ်ဆိုင်နဲ့ကိုယ်အိမ်ထဲမှာဒီဆွေပြောင်းလို့ရတဲ့ပစ္စည်းလေးတွေနေရာအထားတူလေးတွေကိုဒီချာချာဆွေပြောင်းပြလိုက်ပါဆွေပြောင်းလို့ရတဲ့ပစ္စည်းလေးတွေပေါ့နော်ပထမဆုံးဘုရားကျောင်းဆောင်အရင်ကြည့်ပါဘုရားကျောင်းဆောင်မှာပန်းနေညှို့နေလားဖုန်တွေတက်နေလားဘုရားဆင်းသူတော်တွေမှာအပေါ်မှာပင့်ကွေနေပါတယ်တက်နေလားဟုတ်ပြီနော်ဒီချာကြည့်ပါအဲ့တော့ဘုရားမိမိအိမ်ကဘုရားဆင်းသူတော်ဘုရားကျောင်းဆောင် မှိန်နေတယ်အယောင်မပွင့်လန်းဘူးမှိန်နေရဆိုလို့ရှိရင်လည်းလက်မပိတ်ဘာတော့လက်ပိတ်မှာပဲအဲမကောင်းတာလုပ်တဲ့လူတွေကတော့ကောင်းတယ်ဗျမကောင်းတာလုပ်တဲ့လူတွေကတော့ဖះเจ้าတောင်မှိန်နေလို့ရှိရင်သူကပို့ပြီးလက်လက်ဝင်တယ်မကောင်းတာလုပ်တာဘယ်လိုလဲဆိုတော့ဒါတော့တမအားစီဝါနဲ့နော်အော်စာမစားတဲ့လူတွေပေါ့ဗျာတော့အဲ့တော့မကောင်းတာလုပ်တဲ့လူတွေလို့လည်းကျွန်တော်မဆိုးလို့ခြင်းမအောင်ဆိုလို့ခြင်းတော့အနိစ္စလုပ်ငန်းတွေလုပ်တဲ့လူတွေပေါ့ဗျာတော့နော်တက်နော်တက်အမေတက်ဝက်တက်လုပ်နေတာပေါ့ဗျာအဲ့လိုမျိုးပေါ့နော်ငါငါငါ တံငါလုံးနေတာပေါ့အဲ့အဲ့မျိုးသူတို့နှိမ့်ချလုပ်ငန်းလုပ်နေတဲ့လူတွေကတော့ဘုရားကျောင်းတော်မှိန်ရင်သူတို့ပိုတော့ကောင်းလေးရသူတို့ကเนาะကျွန်တော်တို့ကောင်းကောင်းကောင်းဝယ်လုပ်နေတဲ့လူတွေကတော့ဘုရားကျောင်းတော်အတိအကျကြားရเนาะဟုတ်ပြီเนาะအဲရှေ့ကြောင်းလို့ရတဲ့ပစ္စည်းလေးတွေအထားသူလေးတွေရှေ့ပြောင်းပေးပါဘုရားကျောင်းဘုရားကျောင်းတော်ကိုတိကျကြကြည့်ပါဘုရားတခုကိုထုံထားပါနောက်တစ်ခုကဘာလဲနောက်တစ်ခုကဘာလဲဆိုတော့မိမိမွေးနေညမွေးနေညမှာဝဲ့ရတဲ့မိမိရဲ့အဝတ်အစားတစုံမိမိကတနက်ကလေးဆိုတနက်ကလေးညမှာဝဲ့ရတဲ့ပေါ့ မိမိကတန်းလာဆိုတန်းလာနေပေါ့ဟုတ်ပြီနော်ငွေတွေဆိုတော့လူလောကတွေကိုရောက်လာတဲ့ငွေတွေကိုပြောတာမဟုတ်ဘူးအဲ့ငွေတွေဒီခင်ဗျားတို့စောင့်နေမှာသို့လို့ပြောတာအင်္ဂါဆိုအင်္ဂါနေ့ညမှာဝိတ်တဲ့အဝတ်စားတစုံဘုဒ္ဓဘုဇ္ဇဘုဒ္ဓဘုနေ့ညမှာဝိတ်တဲ့အဝတ်စားတစုံပြောတာအဲ့ဒါကိုနောက်နေမှာရေမှာတွားမြှောက်ရတယ်ရေမှာတွားမြှောက်ရတယ်နော်အဥပမာဆိုဆယ်ဆိုတန်းငွေအတန်းငွေနေ့ညမှာဝိတ်တဲ့အဲ့ညီနဲ့ပစိုးနောက်နေမှာအဲ့တလုံးထဲမှာထည့်ဘယ်ဘက်နဲ့လက်ကိုင်းပြီးတော့မှရေစုံမှာတွားမြှောက်ရတယ်ရေအိုင်းတို့ရေခမ်းတို့ ရေသေးဆိုလို့ရှိရင်မရဘူးသူကရေစီးတဲ့နေရာမှာတော့မျောပြရတယ်မျောတဲ့ခါမှလည်းကြေညာပြီးမျောရတယ်တင်ကားမှာကြုံနေရတဲ့အပူတော့ကမှန်တယ်များအညာဆိုးမှန်တယ်များမကောင်းတာမှန်တယ်များအရာအလုံးငါဝတ်တဲ့အိမ်ကြီးတဲ့ပစိုးတော့ကိုပါသွားပြီအကုန်လုံးရေစုံမျောသွားပြီအဲ့လိုပြောပြီးတော့မျောပြရတယ်ဟုတ်ပြီနော်လောက်ကြည့်လိုက်ပါနော်အခုကျွန်တော်ပြောတဲ့အချက်လေးတွေခင်ဗျားလောက်ကြည့်လိုက်ပါဂုံတော်တစ်ခုကိုထုံထားပါတိုက်တဲ့ဂုံတော်ကိုထုံတော့မဟုတ်တရဏဂုံသုံးပါးကိုထုံထားပါနော်ထုံထားပါနော်ကျွန်တော်စဉ်းစားနေပြောတာနော်ပရိသိတ်ချင်တယ် ထိတိယောက်ပရိစိတ်ကျင်နေဆိုရင်ဒီပရိတောင်းကကျွန်တော်ခဏခဏတင်တယ်ကျွန်တော်ခဏခဏတင်တယ်ပရိကို၄၅၀ဘောက်ရှိပြီကျွန်တော်ရှိရမှာလဲလူပေါင်းအဲ့ပရိအကောင်ကြီးထောက်ချီရှိနေပြီဒီမြန်မာပြည်ရဲ့ကိုကိုပေးနေတာပရိအကောင်ကြီးထောက်ချီရှိနေထောက်ချီရှိနေပြီနော်အဲ့ဒါတရဏဂုံတရဏဂုံဂုံတော်ပဋ္ဌာန်းပရိလို့ခေါ်ပါတယ်တရဏဂုံဂုံတော်ပဋ္ဌာန်းပရိလို့ခေါ်ပါတယ်ခင်ဗျ तू ကစစချင်းဒီမှာဇေရီကောင်းကိုလည်းကျွန်တော်ကြေးအစစ်နဲ့လောက်ထားတယ်ဒီကလေးလေးလေးတယ်နော်မာဦးလည်းတွေ့တိပါတယ်စစချင်းဟာဒီမှာကြေးသုံးလုံး ဒါခြေအစ်စ်နဲ့လောက်တာအခေါင်းပါမဟုတ်ဘူးနော်အနှစ်အနှစ်နဲ့နော်ခြေ၃လုံးနောက်ကျွတ်နဲ့ကိုလုံးအကျွတ်နဲ့က၉လုံးနောက်ဘရက်က24လုံးအဲ့ဒါဟုတ်ပါသူက၃ခုဒီဒီအစ်စ်လုံးဆိုတော့သူက၃ခုပေါ့နော်၃ခုလောက်ထားတာဟုတ်ပြီနော်အမေဆက်ပြီးတဲ့အတိတ်တွေပဋိမာသူလို့ပြောပြတာပါနော်ဆိုတော့ဟုတ်ပြီဒီခြေ၃လုံးကဘာကိုစေ့ရမှာလို့လဲတရဏဂုံ၃ပါပဲဟုတ်ဘာမှမခက်ဘူးဗုဒ္ဓတရဏဂစ္ဆာမိဓမ္မတရဏဂစ္ဆာမိတန်ခတရဏဂစ္ဆာမိ ဒီကျွတ်တဲ့ကိုလုံးကပါဂုံတော်ကိုပါအရဟံတမ္မာတမ္ပုတ္တဝိသောသရဏတမ္မံတော်သူကတော့လောကဝိဓုအနုတ္တရပိဋကဓမ္မတာတိတတ္တဒေဝမနုဿာနံဘုဒ္ဓဘဂဝါဟောဒါကျွတ်တဲ့ကိုလုံးကဂုံတော်ကိုပါဒီ24လောက်ကြာ24ပစ္စည်းဟေတုပစ္စည်းရောအာရမဏပစ္စည်းရောဒီပတိပစ္စည်းရောအနန္တရပစ္စည်းကြာမှာတို့ကြော်လိုက်မယ်နော်ဟုတ်ပြီအပြီးပြီဆိုတော့ဒါကထပ်လာတယ်တရဏဂုံသုံးပါးစိတ်မယ်နောက်ဂုံတော်ကိုပါစိတ်မယ်နောက်24ပစ္စည်းစိတ်မယ်ဟုတ်တော့က တရဏဂုံ၃ပါးစိတ်မယ်ဂုံတော်၉ပါးစိတ်မယ်၂၄ပြည့်စည်စိတ်မယ်ဟောတအားတော့၃၃ကစိတ်ပြီဆိုတော့ဒါပရိသတ်ပြည့်တယ်ဒါအဲ့ဒါတရဏဂုံဂုံတော်ပထမပရိလို့ခေါ်ပါတယ်ကျွတ်နဲ့ကလည်းကျွတ်နဲ့အစစ်ငကြေးအစစ်ဘရော့အစစ်နဲ့ဘရော့ကအညာဘရော့မှုနေတာဘရော့အစစ်နဲ့လှုပ်ထတာအဲ့ဒီပရိကလည်းအခုကျွန်တော်လက်ထက်မှာအကုန်50ရောက်လာတယ်အကုန်50အကုန်90ရာတော့ကျွန်တော်ထင်တယ်မနဲ့ဖားလို့ဆိုပုံသွားမှာနော်အဲ့ဒါမာယူချင်တဲ့လူတွေပြောတာပါနော်ဒါပြီးဒီကောက်ဂျေးအစ်စ်ကျွတ်နဲ့အစ်စ်တယ်ဆိုတော့ဒီကောက်ဈေးလည်းကောင်းတယ် အဲ့ဒါကိုကျွန်တော်ပြောချင်တာကဟိုတနေ့ကို28ပတ်လောက်ရအောင်စိတ်ကြည့်တရက်ကို28ပတ်လောက်လမ်းဆောင်ရင်စိတ်လိုလဲရတယ်ထိုင်နေရင်စိတ်လိုလဲရတယ်နော်ဟုတ်ပြီနော်ဖះကြောင်းဆောင်စိတ်ပါလားဖះကြောင်းဆောင်စိတ်ပါထိုင်ပြီးစိတ်ပါလို့ကျွန်တော်မဆိုလို့တနေ့ကို28ပတ်ရအောင်စိတ်28ရက်ပြည့်ပြီဆိုတော့ဒါမျိုးထူးခြားခြားအစွမ်းပြလိုက်မယ်သူကဆိုထားတာကတော့သူကအဲ့အဲ့ပထမအဆင့်လာဘတိတိအောင်တယ်လို့ပြောပါတယ်လာဘတိတိအောင်တော့ပါပြီလာဘတိတိအောင်ပြီဆိုတော့ဝေကြည့်ခက်ခဲလွတ်ပြီပေါ့ဗျာတော့ကုညီမဲ့လူတွေပေါ်လာတာပေါ့ဟုတ်ပြီနော်ဒါအဲ့တရဏဂုံဂုံတော့ပထမတိလို့ခေါ်တယ် တကယ်လို့မှားယူခြင်းလို့ဆိုရင်ပြောတာကျွန်တော်ရဲ့တက်တော့ Messenger နဲ့ Viber တို့မဟုတ် Facebook Messenger မှာမှားလို့ရတယ်မှားမယ်မှားခြင်းလို့ဆိုရင်ပြောတာအတင်းမတိုက်တွန်းဘူးเนาะအဲငွေကိုကျိုလွှဲရတာเนาะအိမ်ရောက်ငွေချေရလာလာမပြောနဲ့ငွေကိုကျိုလွှဲရတာငွေရောက်မှကျွန်တော်ကမှတ်ပြီးတော့မှပို့ပေးတာเนาะအိမ်ရောက်ငွေချေစကားတော့လာမပြောနဲ့ယုံမှမှမယုံရင်နေเนาะဒါအကောင့်90ပဲရှိတယ်အဲ့တော့ဗာလဲဥရလူယူပေါ့ဗျာဥရလူယူပေါ့ဟုတ်ပြီပရိမာတဲ့လူတွေကိုကျွန်တော်ပြီးခဲ့တဲ့ဒဇာမုံလာပြီးနေညာခေါ်တဲ့ညနေပွဲလက်ခေါ်ဈေးခေါ် ရှိတော်ကြီးတယောက်တပလက်ထည့်ပေးတယ်မမှားဘူးတဲ့တွေ့တိပါတယ်မမှားဘူးတဲ့တွေ့တိပါတယ်နော်အဲဒါကဗာဈေးရောက်ကောင်းလည်းမမေးနဲ့အရေးကြီးကိစ္စလေးပြောလို့ဆင်းလဲဒီဆေးတော်ကြီးကိုနည်းနည်းလေးနှခမ်းရလေးမှာစစ်ပြီးပြောကိုပြောတဲ့မြတ်အောင်မြင်တယ်ဒါဆေးတော်ကြီးဒါသမောလာမြင်ညပေါ်တဲ့ဆေးတော်ကြီးဟုတ်ပြီနော်တယောက်ကို double လက်ဆောင်ပေးမယ်နောက်ဂမ်မီယအဆောက်ကပ်ပြားလေးတွေ6ခုကိုလည်းကျွန်တော်လက်ဆောင်ထည့်ပေးလိုက်မယ်ဟုတ်ပြီနော်ဒါ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 ဘာလို့ဒါကပီယအဆောက်ဒါကအကျွေးကြည်တဲ့အဆောက်ဒါကလက်ပွဲနဲ့အဆောက် ဒါမေကောစီကောင်းဒီပေါ်မှာတဲ့ဆောင်းတာအန်ဒီရဲ့ကင်းတဲ့ဆောင်းကျွန်တော်အမအဆောင်းဆောင်းမျိုးကိုလည်းကျွန်တော်လက်ဆောင်ကတ်ကလေးထည့်ပေးလိမ့်မယ်ခင်ဗျဟုတ်ပြီနော်အတော့ကြည့်လို့စာကလေးမှာထည့်လိမ့်မယ်ဟုတ်ပြီနော်ကြားလို့ဝေကြည်တော့ကနေလွတ်ပြောက်ကြပါစေအကျွေးစီရင်အကြည်ကျေစပါစေအမှုတော့ကမှန်နေမြကင်းဝေးကြပါစေဗျာ